အဲ့ဒီမွာလို့အယုံကြောအားနေတယ်လို့ねခေါင်းခဏခဏကြိုက်ပြီးမိုက်ကင်းဖြစ်နေတဲ့မိတ်ဆွေတွေအတွက်ကိုနီလန်ကောင်းလေးကျွန်တော်ပြပြမယ်ဒီအရွက်လေးကနေရာဒေသချင်းမတူရင်ခေါ်ပေါ်ချင်းကွာလေနော်တချို့နေရာတွေမှာပူစီနန်လို့ခေါ်ပြီးတချို့နေဒေသတွေမှာဆိုလို့ရှင်ဆေးရလို့လည်းခေါ်ကြတာမျိုးရှိတယ်ကျွန်တော်မိတ်ဆွေတို့စီမှာဘယ်လိုခေါ်လဲဆိုတော့ကျွန်တော်မသိဘူးနော်ကျွန်တော်ကြားဘူးတာရှိတယ်ပူစီနန်ကိုစားမိတဲ့ခါကျရင်တချို့နေရာတွေမှာသွေးပေါင်တက်တာလို့လည်းပြောကြတယ်လို့တချို့ကြတော့လည်းသွေးပေါင်ကျတာမျိုးတွေပြောကြတယ်ပေါ့နော်တကယ်တမ်းဆိုရင်ပူစီနန်ရွက်နဲ့မဆိုင်ဘူးကျွန်တော်နေ့စဉ်စားတောင်းနေတဲ့အစားတောင်းနေပဲဆိုင် ုင်းတယ်ဥပမာမောဟင်ကားတပွဲမှာဆိုဒီယမ်ဘယ်လောက်ပါလဲကျွန်တော်တို့ခန္ဓာကိုယ်ကဆိုဒီယမ်တရက်ကိုဘယ်လောက်စားသင့်လဲတရက်တာလုံးဆိုဒီယမ်ဘယ်လောက်စားပြီးပြီလဲဆိုတာကိုသိရင်တွေးတိုးမဖြစ်ခြင်းကို60ရာခိုင်နှုန်းလောက်အထောက်အကူပြုပေးပါတယ်အဲ့ဒီမွာလို့အာယုံကြောအားနည်းတယ်လို့နဲ့ခေါင်းခဏခဏကပ်ပြီးမိုက်ကင်ဖြစ်နေတဲ့မိချွေတွေအတွက်ဆိုလို့ဆိုရင်ဇေယားတောင်းမဟုတ်ပိုစိနန်အရွက်လေးကိုရင်းနှီးနဲ့စိန်ပြီးတရက်ကိုတစ်ခွက်ပုံမှန်လေးကျွန်တော်မျိုးစုတောက်ပြီးမယ်ဆိုရင်ခေါင်းကိုက်ခြင်းမိုက်ကင်ဖြစ်ခြင်းကိုတတ်တာစေပါတယ်